မင်္ဂလာပါဒီနေ့2025ခုနှစ်အောက်တိုဘာလ26ရက်တနင်္ဂနွေနေ့ Federal Fund ရဲ့အပတ်စဉ်တန်ဘိုဂရင်းီသတင်းပူပေါင်းထုတ်လွှင့်မှုကိုတင်ဆက်ပေးပါမယ်ဒီတစ်ပတ်မှာမွန်လီရွာကိုစစ်ကောင်မစင်က drone နဲ့ပုံကျဲတိုက်ခိုက်လို့နေအိမ်တချို့မိလောင်တဲ့သတင်းငွေရစေးသုံးဆွဲရောင်းဝယ်မှုတွေမှာပါဝင်ပတ်သက်ရင်ထိရောက်စွာရေးယူမယ်လို့ကာလာလတာသတိပေးထုတ်ပြန်တဲ့သတင်းနဲ့ တောင်ကြီးမှာစံပြရက်ကွက်ဈေးမန်ကိန်းဖော်ဆောင်ရာအုပ်ချုပ်ရေးမှုနဲ့မြေကျင်းတို့လက်ဆောင်မှုကြောင့်ပြည်သူတွေနစ်နာမှုရှိနေတဲ့တည်နေပါဝင်တပတ်တွင်ထူးခြားတည်နေကိုကြားကြမှာပါပထမဆုံးအနေနဲ့တန်အန်ဒေတာတွင်တည်နေကိုတင်ဆက်ပေးချင်ပါတယ်စစ်ကောင်မရှင်တပ်ပြန်လဲထင်းချုပ်ထားတဲ့ဒီဘုံမြို့နယ်တန်အန်တပ်မတော် TNN တွေထင်းချုပ်ထားတဲ့နံပါတ်မြို့နယ်အဆက်ရှိမန်လီကျွရောက်ကိုစစ်ကောင်မရှင်တပ်က drone နဲ့ပုံကျဲတိုက်ခိုက်တာကြောင့် ခြေရွာတဲ့ရှိနေချို့မေးလောက်မှုဖြစ်ပွားနေတယ်လို့ရှုပြီးမြေကစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာ25ရက်ညနေ9:00နာရီဝန်းကျင်မှာ drone နဲ့ဘုံလုံးရင်၅လုံးကြဲကြားတိုက်ခိုက်ခဲ့တယ်လို့နေ့လယ်7:00နာရီကလည်းခြေရွာအတွင်းကို drone နဲ့ဘုံကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ရဲ့ drone နဲ့ဘုံကြဲတိုက်ခိုက်မှုကြောင့်တိခိုက်တေဆုံးမှုနဲ့နေအိမ်အပြည့်စီစရင်တီကြကိုတော့ရွှေပြည်မြေအနေနဲ့ဆက်လက်ဆောင်ရွက်နေစေဖြစ်ပါသည်။ရှေ့ကော်မရှင်တပ်ဟာဒီဘောမြို့နယ်မိုးတီကျွာဘက်ကနေ မန်လီကျွော်ဘက်ကိုလက်နက်ကြီး drone တွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါလေလက်ရှိမှာတော့မန်လီရွာခံအများစုဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်မန်လီကျွော်ဟာတိုင်အန်လူမျိုးအများစုနေထိုင်တဲ့ကျွော်ဖြစ်ပြီးတိုင်အန်တပ်မတော်ထိန်းချုပ်ပြီးတဲ့နောက်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲစစ်ကောင်စီကလေရင်နဲ့ဘုံ၃ချိန်ကျဲကြားတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ဟာဒီဘုံမျိုးကိုပြီးခဲ့တဲ့အော်တိုဘာလ၁၈ရက်နေ့မှာပြန်လည်ထိန်းချုပ်ပြီးနောက် နမ်မတူမြို့နယ်ဘက်ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခတ်လာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။စစ်ကော်မရှင်တပ်ထင်းကျုံထားတဲ့မြန်မာတရုတ်နယ်စပ်မူဆယ်မြို့ဆွမ်ဆော်ရက်ကွက်မှာမီးရှို့မီးပန်းဖောက်ရကနေမိလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဒေသခံမျိုးသားတို့ကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့ညနေ9:00ကျော်မှာမီးစတင်လောင်ကျန်းခဲ့တာဖြစ်ပြီးည6:00ကျော်မှာမီးငြိမ်းတက်နိုင်ခဲ့တယ်လို့ဖြစ်စဉ်သိရှိသူမျိုးသားတို့ကပြောပါတယ်။ မိလောင်သွားတဲ့ကိုရောင်ကိုတော့တာဝန်ရှိသူတွေနဲ့ဒေသခံတွေဝိုင်းဝန်းငိမ့်ခဲ့ရပြီးပြည်စည်းဆုံးချုပ်မှုတမို့ကိုတော့မတိရသေးပါဘူးပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကလည်းနန်ခမ်းမြို့အမှတ်1ရက်ကွက်ကောင်တက်ရက်ကွက်မှာရှိတဲ့ဘောရာဆောင်တစ်ခုမှာဝါဂျိုမီရှော့ဖြစ်ရာကနေမိလောင်မှုဖြစ်ပွားခဲ့ပါတယ်ဆက်လက်ပြီး Green Data တွင်တရင်ကိုတင်ဆက်ပေးကြပါမယ်တပ်ဖွဲ့ဝင်တွေနဲ့မွေးစည်းဝါးရောင်းဝယ်တုံးဆွဲမှုတွေမှာပါဝင်ပတ်သက်ရင်ထိရောက်စွာရေးယူမယ်လို့ ဂရင်းနီလူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦးကာလာလာဒပြည်သူ့လူမျိုးရေးတပ်မတော် KBLA ဗျူဟာနှစ်ကပြီးခဲ့တဲ့အော်တိုဝါလာ20ရက်နေ့မှာတတိပေးစာထုတ်ပြန်လိုက်ပါတယ်။မွေးစောဝါနဲ့ပတ်သက်ပြီးတတိပေးထုတ်ပြန်တာဟာခုဆိုရင်နှစ်ချိန်မြောက်ဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်အော်တိုဝါလာ6ရက်နေ့ကပထမအကြိမ်တတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။တရင်တစ်ဖွဲ့အတွင်းမှာရှိတဲ့တာဝန်ရှိရင်းကေတာတွေအနေနဲ့လည်း တပ်ဖွဲ့ဝင်ရဲဘော်တွေကိုမူရစွာရောင်းဝယ်ဖောက်ကားမှုတွေမှာပါဝင်ပတ်သက်တာကိုပပြအောင်စက်မှတ်ဆောင်ရွက်ဖို့ကိုလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မူရစွာနဲ့ပတ်သက်ပြီးတတိပေးထုတ်ပြန်ချက်ကိုမလိုက်နာပါကပြစ်မှုအပေါ်မူတည်ပြီးအေးအေးယူဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါတယ်။ Greenibee Lineam Pha မြို့နယ်ရှိចောင်းသားចောင်းသူတွေနဲ့ Greenibee ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့မြို့သူမြို့နယ်ကလေးသူငယ်ရဲအဌာနတို့ပြီးခဲ့တဲ့အော်တိုဝါလာ25ရက်နေ့မှာတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ တွဲဆောင်ဆွေးနွေးပွဲမှာကလေးသူငယ်ခွင့်ရချိုးဖောက်ခံရတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဓိကထားဆွေးနွေးခဲ့ပြီးကျောင်းသားကျောင်းသူတွေက IEC ကိုမေကွန်းမေးမြန်းတာတွေအခွင့်အရေးတောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါလိမ့်အခုကလေးလူငယ်တွေဟာနာဂတ်ခေါင်းဆောင်တွေဖြစ်သလိုတောင်လွဲပြောင်းယူရမယ့်သူတွေဖြစ်တာကြောင့်သက်ဆိုင်ရာတောင်းဝန်ရှိသူတွေအနေနဲ့ညံ့ရခြင်းမရှိမဲကလေးလူငယ်တွေကတွဲကျင်တဲ့အချိန်မှာမငင်းဆန်ကြဖို့ကိုလည်းမြေတားရက်ခံခြင်းလေလို့မတ်မှုဆဲကဆိုပါလိမ့် ဒုစုံဝင်နဲ့ပတ်သက်ပြီးခုနှစ်တန်းចောင်းသူတူဖြစ်တဲ့မနန်းသစဉ်တင်ကပညာရေးအတွက်တင်ထောက်ကိုပြစီမရတာတွေဇာနိုင်ကမလုံလောက်တာတွေရှိနေပြီးကလေးတွေရှိတဲ့ဆေးရုံနဲ့စာသင်ကျောင်းကိုပုံချဲခံရတာတွေကျူးလွန်ခံရမှုတွေကိုတာဝန်ရှိတဲ့သူတွေကတက်နိုင်သမျှကာကွယ်ပေးဖို့လိမ်မိုင်းဆိုင်ရာကျူးလွန်ခံရတာတွေကိုရပ်တန့်ပေးဖို့ကလေးရဲ့ဖွံ့ဖြိုးတိုးတက်ခွင့်ကိုတည်ထက်ပို့ပြီးပတ်မိုးကိုင်းစီခြင်းနဲ့လို့ဆိုပါတယ်။ဒါအပြင်ဆွေးနွေးပွဲမှာဇာနိုင်ကပိုင်း ကျောင်းရဲ့တင်ထောက်ကူလိုအပ်ချက်တွေအပြင်လေကျောင်းရန်ကာကွယ်ဖို့အတွက်အချက်ပေးစနစ်နဲ့ခိုင်မာတဲ့ဘုံကိုကျင်းပြုလုပ်ပေးဖို့လည်း INC ကိုတောင်းဆိုခဲ့ကြပါတယ်။နောက်ဆုံးအနေနဲ့ပို့အုပ်ဒေသတွေသတင်းတွေကိုတင်ဆက်ပေးကြပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ကံကြီးရက်ွက်ကိုစံပြရက်ွက်စီမံကိန်းဖော်ဆောင်ဖို့မြေကျန်တွေချပေးဖို့ကြီးကျင်းပြုလုပ်ပေးနေတာမှာအုပ်ချုပ်ရေးမှုထွေအုပ်နဲ့မြေကျင်းတို့ရဲ့လက်စားမှုကြောင့် တာမန်ပြည်သူတွေနှင်နာမှုရှိနေတယ်လို့ဒေတာကန်တွေတန်းကနေသိရပါတယ်။ဒီစီမံကိန်းတွေအတွက်ရက်ွက်လန်းတွေချဲ့တာရက်ွက်တွင်မြေကင်ချပေးတာတွေပြုလုပ်နေပေမဲ့အုတ်ချုပ်ရီမှုထွေအုပ်နဲ့မြေစင်းတို့ကလက်ပေးလက်ယူပြုလုပ်နေတာကြောင့်တာမန်ပြည်သူတွေနှင်နာဆုံးရှုံးရပါတယ်။မြေကင်ပြုလုပ်ပေးဖို့စည်ရင်းတွင်းထားတဲ့သူတွေကိုဆင်လိုက်လုံမပေးပဲခရိုနီတွေငွေရှင်တွေအုတ်ချုပ်ရီမှုတိုင်းဝိုင်းတွေကိုသာအရင်လုတ်ပေးတာကြောင့်တာမန်ပြည်သူတွေလက်ရောက်လာဖို့စောင့်မျှော်နေရတယ်လို့သိရပါတယ်။ ကံကြီးရက်ွက်ကိုစံပြရက်ွက်ပြုလုပ်ဖို့ရှမ်းဝင်ကြီးချုပ်ကိုယ်တိုင်မိတ်နဲ့ဆောင်ရွက်ဖို့ချမှတ်ထားပေမဲ့ဆမှတ်ရတဲ့အတိုင်းဆောင်ရွက်ခြင်းမရှိပဲစီမံချက်အပေါ်အမျက်ထုတ်နေလို့ဒေသခံတွေကပြောပါတယ်။တချို့ပတ်သက်ရှိတဲ့သူတွေတူတဲနဲ့အကွက်၁၀ကွက်လောက်ကိုတခါရေခရင်လုတ်ပေးတာတွေလက်ပေးမှအရင်လုတ်ပေးတာတွေလုတ်တာကြောင့်တာမန်ပြည်သူအလက်ကိုမရောက်လာနိုင်ဘူးလို့ဒေသခံတွေကပြောပါတယ်။တောင်ကြီးမြို့ကံကြီးရက်ွက်ဟာတိုးချင်းမြို့မြေဖြစ်တဲ့အတွက် မြေခွက်ဝယ်တုန်းကလည်းရက်ခွက်စာချုပ်နဲ့သာချုပ်ဆိုဝယ်ယူရပြီးမြေကံမရှိခဲ့ဘူးလို့သိရပါတယ်။အခုစံပြရက်ခွက်ပြုတ်လို့ပြီးမြေကံထုတ်ပြတဲ့အတွက်ပြည်သူတွေကပန်းဆိုင်မှုပုံမှုခိုင်မာစေတဲ့အတွက်ကြိုးစိုးကြတော့ကိုတွေ့ရပါတယ်။လက်ရှိမှာကစီရက်ခွက်နေမြေတက်မှာစတင်လှုပ်ဆောင်ပေးနေတာဖြစ်ပြီးနေမြေတက်ကနေ၄ ठी လှုပ်ဆောင်ဖို့ရထားတယ်လို့သိရပါတယ်။ကစီရက်ခွက်ဟာပိုတိုင်းသားအများစု နေထိုင်တဲ့ရက်ခွက်ဖြစ်ပြီးစံပြရက်ခွက်ဖော်ဆောင်ရမှာနှစ်လဝန်းကျင်ရှိပြီဖြစ်ပါတယ်။ ရဲမင်းနယ်တောင်ပိုင်းတောင်ကြီးမြို့မှာလူတွေစီကားလာသလိုအိမ်ငါးကားတွေလည်းဆက်လက်မြင့်တက်လာကြတာကြောင့်အခြေခံလူဒန်းစားတွေအခက်အခဲကြုံတွေ့လာရတယ်လို့အိမ်ငါးနေတဲ့သူတွေထံကနေသိရပါတယ်။တောင်ကြီးမြို့ပေါ်ကိုစစ်ပေးတိန်းဆောင်သူတွေအကြမ်းနယ်မှာပြောင်းရွှေ့နေထိုင်သူတွေမြန်ပြလာတာကြောင့်အိမ်ငါးကားတွေနှစ်ဆလောက်အထိမြင့်တက်လာခဲ့ပြီးအခုထိဆက်လက်မြင့်တက်နေစေဖြစ်ပါတယ်။ဒါ့အပြင် လာချင်းငါးရန်တာတွေလည်းမရတော့ဘဲအနည်းဆုံး6လ9မှရတာကြောင့် ပုံမူပြီးခက်ခဲကြုံတွေ့လာရတယ်လို့ဆိုပါရီရှမ်းပြည်နယ်မြောက်ဖက်နယ်ကရီနီပြည်ကတိုက်ပွဲ ပြင်းထန်ချိန်တောင်ကြီးမြို့ကိုစစ်ဆောင်တွေလာရောက်ပြီးအလို့ရအိမ်ငားနေရတာကြောင့်အင်ဂျင်တွေကအင်ငါကတွေကိုဈေးတင်လိုက်တာ ဖြစ်ပြီးအခုချိန်ထိပြန်ကြပဲဆက်လက်မြင့်တက်နေတာဖြစ်ပါလိမ့်ဒီလိုအင်ငါကမြင့်တက်နေတာဟာအဆောင်တွေចောင်းသားចောင်းသူတွေတက္ကသိုလ်တက်တဲ့ចောင်းသားចောင်းသူတွေအတွက်အခက်အခဲဖြစ်စေပါလိမ့်တောင်ကြီးမြို့မှာအင်ငါကတွေဟာမြို့ဆွေရက်ွက်တွေမှာ တစ်ထပ်အိမ်ရိုးရိုးလုံးချင်းဆိုရင်တစ်လ9သိန်းမှ9သိန်းကြားရှိပြီးနှစ်ထပ်တိုက်ဆိုရင်10သိန်းမှ10သိန်းကြားရှိနေပါလိမ့်မြို့ပေါ်ရက်ွက်တွေမှာဆိုရင်တစ်ထပ်တိုက်ကို15သိန်းမှသိန်း20အထိရှိနေပါလိမ့်ရှိပီမီတန်တင်ဌာန The Beaver Vibe ခန္ဓာခေါင်ပိုးတင်ဌာနနဲ့ Greenie ခြေဆိုင် Federal Fund တို့တင်ဆက်တဲ့တပတ်တွင်းတအံပိုး Greenie တင်ပိုးပေါင်းထုတ်လွှင့်မှုကိုကြားခဲ့ကြတာပါ ျွန်တော်ဆော့ဗစ်ထရီပါ